မင်္ဂလာပါနိုဝင်ဘာလ29ရက်ကျသားပတိနေ့ကန်ထရဝတီ time တင်ဌာနရဲ့ညနေခင်းရုံတင်တဲ့အစီအစဉ်ကိုပြည့်လည်တင်ဆက်ပေးပါမယ်ပုံမှ905ကနဲ့ပြည်တင်ချခံရတဲ့သူတွေကိုလူငိတ်ခွေပေးတဲ့အထက်ရိုင်းကိုအချင်းထောက်ကအချင်းသားတွေမပါဝင်သေးဘူးလို့သိရပါတယ်စစ်ကော်မရှင်ထိန်းချုပ်နယ်မြေကလူထုတွေလည်းအတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့လိုအပ်ကြောင်း UKSY ကပြောပါတယ် ဒီမုန်းဆိုအရှိချမ်းမှာအခြေခံဇာတောက်ကုံနဲ့လူသုံးကုံပစ္စည်းတွေမူရင်းဈေးထက်တစ်ဆဝန်းကျင်ဈေးတက်လာပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကမရှင်ကလာမယ့်ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်အကျဉ်းထောင်အတီတီမှာပုံမှန်905ကနေပြစ်တင်ချခံရသူ924ဦးကိုပြစ်တင်လွှင့်ခွေပေးခဲ့ပါတယ်။ဒါအပြင်2300ကျော်ကိုလည်းပြစ်တင်လွှင့်တက်တာခွေပေးကြောင်းမနေ့ကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါပေမဲ့လူငယ်ခွင်မှာရိုက်ကိုအချင်းထောက်ကအချင်းသားတွေမပါဝင်သေးဘူးလို့ဂရင်းနီနိုင်ငံရေးအချင်းသားများအစည်းအရုံး KPPA ကပြောပါတယ်။ပုံမှန်905ကနေပြည်တန်းချခံရတဲ့အချင်းသူ အချင်းသားတွေကိုလူငယ်ခွေပေးမယ်လို့စစ်ကောမရှင်ရဲ့လုံခြုံရေးကောင်စီကအမိန့်ထုတ်ပြီးတဲ့နောက်ဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ရှိမှာတော့အကျဉ်းချခံရသူတွေရဲ့မိသားစုဝေတွေလာရောက်စောက်ဆိုင်နေကြတာလည်းရှိပါတယ်။ ဆွေကော်မရှင်ကတော့လွတ်လပ်စွာမေးပေးနိုင်ဖို့အတွက်ပုံမှန်905ကနဲ့တရားစွဲဆိုခံရသူတွေအဲ့ဒီပြစ်မှုနဲ့ထွက်ပြေးသိမ်းရှောင်ပြီးရာစုဝတ်ကြက်ထုံဥပဒေနဲ့တရားစွဲဆိုခံရသူ9500ကျော်ကိုဌာနစစ်ဆေးဆဲအမှုကနေပိတ်သိမ်းတယ်လို့ထုတ်ပြန်ထားပါတယ်89နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်အကျဉ်းသား9800ကျော်လူငယ်ခွေပေးခဲ့ရမှာလေလွိုင်းကိုအကျဉ်းထောက်ကအကျဉ်းသားတွေမပါဝင်ခဲ့ပါဘူး စစ်ကော်မရှင်ထိန်းချုပ်ဒေသမှာနေထိုင်ချသူတွေအနေနဲ့စစ်ကော်မရှင်ရဲ့အထူးအရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့လိုတယ်လို့ Greening လူငင်များတမကန့် UKSY ကပြောပါတယ် UKSY ဟာရွေးကောက်ပွဲဆက်ကျင်တဲ့လှုပ်ရှားမှုကမ်ပိန်းတွေကိုသက်ဆိုင်ရာဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတာပါစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဆောင်ရွက်ရမှာပြည်သူတွေကိုနေရမပြန့်ဖို့ အသိအကျက်ဖိအားပေးတာမျိုးမဟုတ်ပဲရွေးကောက်ပွဲအခြေအနေအကျိုးသက်ရောက်မှုတွေကိုအဓိကထားမျှဝေပေးတာဖြစ်တယ်လို့ဆိုပါတယ်။ဖေကွန်မြူနီဟာလက်ရှိမှာစစ်ကော်မရှင်သက်ထိန်းချုပ်နေမည်ဖြစ်တဲ့အလျောက်လူထုတွေကကြေးရွာအပြင်ဖက်မှာစစ်ဘေးသိမ်းရှောင်နေရတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့မှာတော့ဖေခုံကမြေပြင်တနေရာမှာမြို့နယ်ပူပေါင်းအုပ်ချုပ်ရေးအဖွဲ့တွေကဥဆောင်ပြီးလူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာရှိပါတယ်။ UKSY ကလည်းသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဖေကွန်မြို့နယ်အပြင် Rico, Dimoso, Prusso မြို့နယ်တွေမှာအတုအယောင်ရွေးကောက်ပွဲကိုဆက်ကျင်တဲ့လူထုတွေးဆောင်ပွဲတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီမောင်စုံမြင့်ရဲ့အရှိတ်ချမ်းမှာအခြေခံလူသုံးကုန်ပစ္စည်းစီနှုံတွေဟာမူရင်းဈေးထက်သဆပိုမြင့်တက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။လက်တလောမှာစစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေ တက်လောက်ရှာမှုတွေကြောင့်မြို့နယ်ချင်းဆက်လန်တွေအသုံးပြုလို့မရဘဲကုန်စည်ဝယ်ရမှုအခက်တွေ့နေတာဖြစ်ပါတယ်ဒီမောဆူမြို့နယ်အရှိချမ်းမှာတော့စားစီတပိတ်သား1900ကျပ် စာတဲ့8900တောင်ကျန်ငချောင်းတပိတ်တာ3900တောင်ကျက်အထိဈေးရှိနေတယ်လို့တခြားစားတော့ကုန်တဲ့လူသုံးကုန်ပစ္စည်းတွေလည်းတခြားဝန်ကျင်ဈေးတက်နေတယ်လို့ဆိုပါရယ်အခုလိုကုန်ဈေးတွေတက်လို့ဝင်ဝင်မရှိတဲ့ဒေသခံတွေနဲ့ဆက်ဆောင်တွေအတွက်အခက်တွေ့နေရပြီးမဖြစ်မနေသုံးဆွဲရမယ့်အရာတွေအတွက်အကျွေးယူပြီးဖြင်းရှင်းနေရတယ်လို့သိရပါရယ်ဒီမောဆွေမင်းရဲ့အရှိချမ်းကိုတွန်းလာတဲ့လမ်းမကြီးမှာ ပြီးခဲ့တဲ့ဩဂတ်လကတည်းက စစ်ကြောင်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေမကြာခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့်လုံချုံကြီးအရာလမ်းမကြီးကိုအတုံးပြုတ်လို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်ကန်ဒရဝတီထိုင်မြင့်ရင်းနေခင်ရုံတန်တရင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးကင်းကြပါစေရှင်။ကျမမောင်ညာမှာပါ။